Hello hello Apple ကတရားဝင်ထောက်ပံ့ပေးထားတဲ့မြန်မာ Unicode keyboard က Apple laptop သုံးတဲ့သူတွေအတွက်ပထမဦးစားပေးရွေးချယ်ရမယ့် keyboard ထဲကတစ်ခုပါဗျ။ရွေးချယ်တင်တဲ့အကြောင်းရင်းတွေကတော့စားရတဲ့ခါတိကျမှုရှိတယ်။ကိုယ့်ဘက်ကစားရိုက်ပြီးပို့လိုက်တဲ့ဇာတ်ကလုံးတွေကတခြားတစ်ဖက်မှာလည်းအမှန်မြင်ရပါတယ်။တခြား keyboard တွေကိုသုံးပြီးစားရိုက်တဲ့ခါတခြားတစ်ဖက်မှာအမှန်မမြင်ရတာမျိုးဖြစ်တတ်ပါတယ်။ကျွန်တော်စားရိုက်နေတဲ့အခုဇာတ်ကလုံးတွေက Apple ရဲ့တရားဝင်မြန်မာ Unicode keyboard ကိုသုံးပြီးရိုက်နေတာပါ။ကျွန်တော်အကြံပေးချင်တာကတော့ Apple ကိုယ်တိုင်ထပ်ပေးထားတဲ့ keyboard ကိုသုံးဖို့ပါ။ ဒီ keyboard ကိုဘယ်လိုထည့်ရမလဲဆိုတာကိုပြပြပေးချင်ပါဗျ။ဒီ keyboard ကိုထည့်ဖို့မြင်သည့် application ကိုမှအပေါ်ထပ်ဆောင်ထည့်ရမှာမလို့ပါဘူး။ပတ်စံလည်းမပေးရပါဘူး။ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ပါဗျ။ system settings app ကိုဖွင့်လိုက်ပါဗျ။ဘယ်ဘက်အောက်နားလေးမှာရှိတဲ့ keyboard ကိုကလစ်လိုက်ပါဗျ။ text input session က edit ကိုကလစ်ပေးပါ။ဘယ်ဘက်အောက်တောင်းကအပေါင်းလက္ခဏာလေးကိုနှိမ့်လိုက်ပါ။ bumis keyboard ကိုထည့်ပေးရမှာဗျ။ပထမဆုံးချိန်ဆိုရင်တော့အောက်နားလေးကိုနည်းနည်းဆွဲလိုက်ပြီး ဘိန်းနဲ့စားတဲ့နေရာမှာရှိနေပါလိမ့်မယ်ဗျ။ဘာမစ်ကိုရွေးလိုက်ရင်ညာဘက်အချမ်းကကီးဘုတ်အမျိုးအစားနှစ်ခုတည်းက QWERTY မပါတာကိုပြွေးပြီး add ကိုကလစ်လိုက်ပါ။ done ကိုကလစ်လိုက်ပါ။ဘာမစ်ဆိုတဲ့မြန်မာ Unicode ကီးဘုတ်ကိုထည့်ပြီးသွားပြီဆိုတော့ text edit ဆိုတဲ့ app ကိုဖွင့်ပြီးစာရကြည့်ပါမယ်ဗျ။စာရရတာအဆင်ပြေပါရဲ့ဗျမြန်မာလက်ကွက်နဲ့အင်္ဂလိပ်လက်ကွက်နှစ်ခုကြားမှာအကူပြောင်းလောက်တာကိုလည်းတက်လက်စာရဲပြပြပေးခြင်းပါဗျာ မြန်မာလိုရိုက်လားအင်္ဂလိပ်လိုရိုက်လိုက်လုပ်နိုင်မှုက keyboard shortcut တောင်းရပါတယ်။အဲဒီ shortcut ကိုပြောင်းလာရင်ကြိုက်တဲ့ shortcut ကိုဖန်တီးတာရဲ့အတွက်အခုလိုလေးလိုက်လို့ကြည့်ပါဗျ။ system settings app ကိုပဲဖွင့်လိုက်ပါဗျ။ keyboard keyboard shortcuts ဘယ်ဘက်ချမ်းက input source ကိုနှိပ်လိုက်ရင်ညာဘက်မှာရှိတဲ့ select the previous input source နောက်က shortcut လေးပေါ်မှာ double click နှိပ်လိုက်ပါဗျ။ပြီးရင်တော့ keyboard ပေါ်ကနေ shortcut တစ်ခုတက်မှတ်ပေးလိုက်ပါ။ပြောင်းလိုက်တဲ့အခါ warning sign လေးပေါ်လာရင်ရွေးချယ်လိုက်တဲ့ shortcut ကတခြားတစ်ခုအတွက်သုံးမိသားဖြစ်နေတယ်ဆိုတာကိုသတိပေးတာပါကိုကဒီ shortcut လေးကိုပဲကြိုက်တာဆိုရင်တော့တူနေတဲ့တခြား shortcut လေးကိုဒီတစ်ခုနဲ့မတူတဲ့ keyboard shortcut သွားပြောင်းပေးလိုက်ရင်ရပါတယ်ဘယ်နေရာမှာတူနေလဲဆိုရင် spotlight မှာတူနေတာဖြစ်လို့အဲ့ကိုသွားလိုက်ပါမယ်ဗျ control နဲ့ space ကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင် spotlight ကိုသုံးချင်တဲ့အခါတိုင်း control space ကိုနှိပ်ပင်ရပါတယ်။စောစောက input source ကိုပြန်သွားကြည့်တဲ့အခါ warning sign လေးမရှိတော့ပါဘူး။ လက်ကွက်ပြောင်းတဲ့ keyboard shortcut နဲ့ပတ်သက်လို့ကတော့အဲ့ဒါလေးပါပဲဗျ။ English လက်ကွက်နဲ့မြန်မာလက်ကွက်မှာဆိုရင်လက်ရှိမြည်သည့် import source ကိုရေးထားလဲဆိုတော့ကိုယ်တိုင်မြင်နေဖို့သင်နေရဖို့လိုပါတယ်။ဒါကြောင့် import source ကို menu bar ပေါ်မှာအခုလိုလေးတင်ထားခြင်းနဲ့ဆိုရင်ရပါတယ်။ဒီလိုတင်ထားခြင်းအပြင် English နဲ့မြန်မာလက်ကွက်ပြောင်းလိုက်တိုင်းပြောင်းလိုက်တဲ့ import source ကို menu bar ပေါ်ကနေမြင်နေရမှာပါ။မြန်မာလက်ကွက်ပြောင်းထားတယ်ဆိုရင်ကာကြီးလေးပေါ်နေပြီးတော့ English လက်ကွက်ပြောင်းထားတယ်ဆိုရင် A လေးပေါ်နေမှာပါ။ အခုလိုလေးတင်ထားဖို့အတွက်ဒီလိုလေးလိုက်လို့ကြည့်ပါဗျ System Settings App ကိုဖွင့်လိုက်ပါ Keyboard Edit ညာဘက်အချမ်းကအပေါ်ဆုံးမှာ Show Input Menu in Menu Bar ဆိုတာလေးကို on ထားပေးရမှာပါခင်ဗျ Offline Menu Bar ပေါ်ကပျောက်သွားပြီးတော့ online ရင်တော့ပြန်ပေါ်လာပါတယ် ဲ့ဒါလေးပါပဲဗျညီမ Unicode တွေကိုဖတ်ဖို့မြင်ရဖို့အတွက်ကတော့မြေတီဖောင်ပေါ်မှာထည့်စရာမလိုပါဘူးဘာကြောင့်လဲဆိုရင် Apple ကိုယ်တိုင်ကသူ့ရဲ့ Mac OS မှာညီမ Unicode system ကိုတရားဝင်ထည့်ပေးထားပြီးသားမဟုတ်ပါစာလုံးလှလှလေးတွေတုံးချင်တော့အဲ့ဒါလေးတွေကို download ဆွဲပြီး install လုပ်ပေးရပါတယ်ဗျ။ဒါကတော့တမျိုးပေါ့။ဒီတိုင်းအမှန်မြင်ရဖို့တခုအတွက်နဲ့တော့အပိုထပ်ဆောင်းဖောင်တွေ install လုပ်ရမှာမလို့ပါဘူး။အဲ့ဒါလေးပါပဲဗျ။ကျေးဇူးတင်ပါတယ်။